ဟုတ်ကဲ့ဆရာဦးသက်စွန်းနဲ့ခင်ဗျာမေလ2ရက်နေ့က TNL ရကြေညာချက်ထုတ်ပါတယ်အဲ့ဒါတော့စစ်ကောင်စီနဲ့အပြစ်ခတ်ရစေးအတွက်ပေါ့နော်တရုတ်ရဲ့ဂျာဝင်မှုနဲ့တရုတ်နိုင်ငံကူမင်းမျိုးမှာဆွေးနွေးတယ်ပြောပါတယ် AB လ28 29အဲ့ဒီမှာစစ်ကောင်စီဘက်ကနောင်ချိုကြောင်ပဲတီဘောမိုးကုတ်မိုးမိတ်ပေါ့ဒီ၅မြို့ကို TNL ကနောက်ဆုတ်ပေးရမယ်သူတို့ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကနမ်ဆန်မန်တုံကိုပြန်ရမယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ TNL ဘက်ကလက်မခံတဲ့အတွက်ဒါဆွေးနွေးပွဲပြတ်သွားတဲ့သဘောပေါ့ နောက်ဩဂုတ်လပြောင်းချင်းနေပြောပါတယ်အဲ့တော့အခုဒီကြင်ညာချက်ပေါ့ဒီစစ်ကောင်စီရဲ့တောင်းဆိုမှုဒီ TNL ရနေပြီးလက်မခံတဲ့အပိုင်းနေနဲ့ပတ်သက်ပြီးတော့ဆရာရဲ့သဘောထားအမျိုးတိလို့ပါလားဆရာ MND နဲ့ရွှေနွေပြည်နောက်ပိုင်းမှာ TNL နဲ့ရွှေနွေဝဲမျိုးကျွန်တော်တို့ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကကြိုပြီးဟောကင်းထုတ်ခဲ့ပြီးပါပြီအဲ့တော့အခုဒီရွှေနွေပွဲပြတ်သွားတဲ့နေထားကလည်းတဘာဝကြဆောင်ပါပဲ ူတို့ကသူတောင်းတဲ့မျိုး၅မျိုးပေါ့ဗျ။အဲဒီမျိုး၅မျိုးကအဓိကအဖြစ်ကြောင်မဲတီဘောမိုးကုတ်မိုးမိတ်ငုံတို့၅မျိုးပေါ့။အဲဒီ၅ခုကနေပြီးတော့သူတို့တက်တွေဆုတ်ပြီးဘူး။စစ်တပ်ကအသိမှတ်ပြုထားတဲ့တအားမျိုးသားများရဲ့နေရာမှာတက်တွေကိုပြန်ဆုတ်ပေးထားဖို့ဆိုရဲတောင်းဆိုချက်။တကယ်ကတော့ဖြစ်သင့်ဖြစ်တတ်တဲ့ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာအနေအထားတဲ့ကြော်လွန်ပြီးတော့ တောင်းဆိုတာပေါ့ဗျာဒါကြောင့်လဲဆွေးနွေးပွဲပြတ်သွားတာလို့ထင်ပါတယ်ဒီလိုဖြစ်သွားတဲ့အနေအထားကဒီ TNL ကိုနမ်ချန်တဝိုက်မှာပဲချုပ်ထားပြီးတဲ့နောက်တရုတ်ဖြစ်ချင်းနဲ့ကုံသွေးရေးလမ်းကြောင်းချောမွေရေးအတွက်ဒီဘောကြောင့်မဲကိုကျွန်တော်တို့ရှင်းပြဖို့နောက်ပြင်းလင်ကိုချင်းကြောက်နေတဲ့နောင်ချိုကနေလဲဆုတ်ပြဖို့ဆိုတဲ့အဲသဘောထားပါပဲအဲ့ဒီသဘောထားဟာဘယ်လိုမှမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်လည်း ဆွေးနွေးပွဲပြတ်သွားတယ်လို့ကျွန်တော်တော့သဘောထားပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော် MNDA နဲ့ Lasho ကိစ္စကိုတစ်ချက်ပြန်ပြီးတော့ဟိုနှိုင်းရှင်ကြည့်မယ်ဆိုရင်အရင်တော့ကလည်းအဲ့လို MNDA နဲ့ပတ်သက်ရင် Lasho ကဆုတ်ရမယ်။အာဒါမဖြစ်နိုင်ဘူး။ဒီလိုမျိုးပဲသတင်းတွေထွက်လာတယ်။ဒါပေမဲ့ဒီကဲ Lasho မျိုးကြီးရမခိုင်ဌာနချုပ်ပါအခုတရုတ်ရဲ့ဂျာဝင်မှုနဲ့ MNDA ကပြန်ဆုတ်တဲ့အဆင့်ကိုဖြစ်သွားခဲ့တာပေါ့အဲ့တော့အခုလည်းအခုဒါတရုတ်ရဲ့ဂျာဝင်မှုနဲ့တရုတ်ရဲ့ဖိအားတစုံတရာကြောင့် နောက်တစ်ချိန်မှာအဲ့လိုစုပ်ပေးရတဲ့အခြေအနေမျိုးရောဖြစ်လာနိုင်မလားအဲ့ဒီအနေထားကတော့ကျွန်တော်သုံးသပ်ကြည့်တာကတော့နောင်ကျူတီဘောကြောင့်ပဲသုံးမျိုးကတော့ပြုတ်လူလာတဲ့မူဆယ်ကျွန်တော်တို့မန္တလေးစီးပွားရေးလမ်းကြောင်းဖွင့်ရေးအတွက်ဒီလွမ်းမသွေလိုအပ်တဲ့နေရာတွေဖြစ်နေတဲ့အတွက်တရုတ်ကလည်းဒီနေရာတွေရအောင်တိုက်တွန်းမယ်နောက်တစ်ခုက DNA ကိုဆက်ပြီးတော့တရုတ်ကလည်းဖိအားပေးလိမ့်မယ်လို့ယူဆပါအဲ့တော့ MND ကလာရှိုးကိုဒီစစ်ကောင်စီဆက်ပြီးတော့เนาะလုံးလုံးနိုင်အောင်เนาะနေရာရည်ကွယ်ပေးတယ်သို့တော့လာရှိုးပြင်ပမှာရှိတဲ့နေရာတွေအလုံးကိုဘယ်လိုမှဆုံးမပေးဘဲနဲ့တက်တည်နေဝိုင်းထားတယ်ဆိုတဲ့အနေအထားပေါ့အဲ့ဒီအနေအထားမျိုးဟာတီဘောနဲ့ကြောင်မဲ့နောင်ချိုတီဘောကြောင်မဲ့သုံးမျိုးမှာဖြစ်လာအောင်တရုတ်ကဆက်ပြီးတော့တိုက်တွန်းလိုက်မယ်စစ်ကောင်စီဘက်ကလည်း အဲ့လိုလမ်းကြောင်းမျိုးတောင်းဆိုလာလိမ့်မယ်လို့ကျွန်တော်ထင်မြင်ပါတယ်။အဲ့တော့လာရှိုးပုံစံပဲဖြစ်လာနိုင်တယ်။တောင်းဆိုလာနိုင်တယ်လို့ကျွန်တော်တော့ယူဆပါတယ်ခင်။မိုးကမိုးမိတ်ကိုတော့ TNL ဘက်ကလည်းလက်ခံစင်စားပေးနိုင်မှာပေါ့ဘူး။အဲ့တော့ဒီ TNL ရဲ့ကြင်ကြာချက်မှာကပါတာနောက်တစ်ခုကမြန်မာနယ်စပ်ကုံသွေးလမ်းကြောင်းပြန်ဖွင့်နိုင်ရန်ဒေသတည်ငြိမ်ရေးနဲ့ဒီကိုကန့်တက်ဖွဲ့ MNDA ကဲ့သို့တဆင့်တိုးအပြည့်ရက်ဖို့ပြုလုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံထူးကိုစလေမစ္စတာတင့်ရှီဂျွန်းက ကမကထပြုတ်ပြီးတော့ဒါနှစ်ဖက်တွစ်ဆုံမှုလုပ်တယ်လို့ဆိုလိုတယ်ဆိုတော့တင့်ရှီဂျွန်းလည်းပါတဲ့သဘောမျိုးရှိတယ်ဆိုတော့တရုတ်ကခုနနေဆက်ကုံတွေပြန်ဖွင့်ဖို့ဒေတာတည်ငြိမ်မှုကိုးကန့်လိုမျိုးတစ်ဆင့်တိုးအပြည့်ရက်လိုမျိုးဒီသုံးချက်ကိုတရုတ်ကဟိုကင်ထားတယ်လို့ပြောရင်ရမလားအဲ့ဒါကိုတရုတ်ကမဖြစ်မနေအကောင့်ထဲပေါ်လာနိုင်လားဆရာအဲ့ဒါတော့မဖြစ်မနေအကောင့်ထဲပေါ်လာနိုင်ပါလေနောင်ချူကြောင်မဲတီပေါ့အဲ့ဒီသုံးမျိုးနေကတော့ ကျွန်တော်တို့လာရှုရဲ့ကံကြမ္မာမျိုးနဲ့ကြုံရနိုင်တဲ့အနေအထားဖြစ်တယ်။နယ်မြေတစ်ခုလုံးကိုဟိုကျွန်တော်တို့လက်လွတ်ပေးရတဲ့အခြေအနေမျိုးမဟုတ်ပဲနဲ့တရုတ်ဖြစ်ချင်တဲ့ဂုံတွေရေးလမ်းကြောင်းဖြည့်ရေးအတွက်တော့တရုတ်ကလည်းဆက်ပြီးတော့တိုက်တွန်းမယ်ဆက်ပြီးတော့ဖိအားပေးမယ်။ဒါပေမဲ့နယ်မြေတစ်ခုလုံးကိုလက်လွတ်ပြီးတော့ DNL ကနောက်ဆုတ်ပေးရမယ်အခြေအနေမျိုးတော့မျောရှိနိုင်ဘူး။လာရှုပုံစံမျိုးပဲဖြစ်အောင်တရုတ်ဘက်ကတော့လှုပ်ဆောင်နေမယ်။ ဲ့ဒါဆိုရင်သူဖြစ်စေခြင်း ਨੇ ကျွန်တော်တို့မူဆဲမန်လီစီပွားရေးလမ်းကြောင်းကြီးတော့ထောင်ပြူးသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့အဲမြင်ပါတယ်နောက်တစ်ဆင့်ကသူစဉ်းစားမှာကတော့ကုတ်ခိုင်တဝိုက်ကခေရရေးနဲ့သူဆက်ပြီးဆွနေပြီးညှိနှိုင်းမှုလုပ်ချင်လုံလုံမှာပါအဲ့တော့ပြောချင်တဲ့သဘောကတော့တရုတ်အနေနဲ့ဒီကုံသွေးရေးလမ်းကြောင်းပြန်ပြီးတော့ပွင့်လင်းရေးအတွက်ဆက်လက်ပြီးတော့ဖိအားပေးသွားလိမ့်မယ်ကြိုးပမ်းသွားလိမ့်မယ်လို့ထင်ပါတယ် ဟုတ်ကဲ့ဒီနေရာမှာတရုတ်ဖိအားကဟို MNDA ကတော့သူကဟိုလူမျိုးရေးရလဲဆက်ဆက်နေတယ်အများကြီး MNDA ကတရုတ်ပေါ်အားထားနေရတဲ့အနေအထားဆိုတော့တရုတ်ကဟိုပြောတာနဲ့ဟိုလိုက်လုံးမဲ့အနေအထားမျိုးလို့ကျွန်တော်တွေ့ရတာပေါ့လေဒါပေမဲ့ဒီတရုတ်ကဖိအားက TNL ကြတော့အဲ့လောက်ထိ MNDA လောက်ကျိုးတရားမှုရှိနိုင်ပါမလားဆရာအဲ့ဒီပေါ်ဘယ်လိုမျိုးမြင်လဲအကျိုးတရားမှုကတော့ MNDA လောက်တော့သူ့အနေအထားကတော့မရှိပါဘူးเนาะဒါကြောင့်မို့ဒီလိုစီးပွားရေးအကျိုးမြတ်တွေအတွက် လှုပ်ဆောင်လာတဲ့ကိစ္စတွေဟာတရုတ်ဘက်ကတော့ပြောင်းတောင်းဆိုလာမှာပေါ့သို့တော်ညာလေကျွန်တော်တို့ TNL အနေနဲ့ကကိုယ့်ရဲ့ပိုင်တဲ့နေမြေကိုတီးတဲ့ပုံမူပြီးတော့ဆက်ဖက်ပါဝင်လာမှုနဲ့ပတ်သက်ပြီးတော့ MNDAA လို့လှုပ်ပေးစရာမလိုဘူးလှုပ်ပေးရမယ်အနေထားမဟုတ်ဘူးတော်လန်ရေးအဖွဲ့အစည်းတရအနေနဲ့မိမိသွေးနဲ့ချွေးနဲ့ရင်းပြီးတော့တိုက်ယူခိုင်ရရှိထားတဲ့ပိုင်တဲ့နေမြေတွေကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ကြိုးပမ်းသွားဖို့လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့တရုတ်ကခုနလိုဂျားဝင်မှုပေါ့စစ်စစ်မှုဖိအားလည်းပါမှာပေါ့အဲ့တော့ခုနပြောသလို MNDA လာရှုအပ်စုတ်သူအပြင်မှာတော့တက်တရားရှိနေတယ်ဆိုတော့အဓိကတော့နေဆက်ကုံသွေးပြန်ဖွင့်ဖို့ပေါ့နော်နှစ်ဖက်ဂျိုးစီးပွားလည်းရရှိမဲ့အနေထားအဲ့ဒီလိုအနေထားခုနပြောသလိုကြောင်မဲတီဘောနောင်ချိုကို MNDA လာရှုအပ်စုတ်တဲ့ပုံစံအတိုင်းဟိုညှိမယ်ဆိုရင် TNL ဘက်ကရောလက်ခံနိုင်တဲ့အနေထားမျိုးဖြစ်လာနိုင်မလား အဲ့ဒါကတော့ PNL အနေနဲ့ຫນွေဥတော်လန်ရေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့တနည်းပြောရလို့ရှင်ဗမာပြည်မှာရှင်းအနာရှင်စနစ်ကြဆုံးရေးစစ်ကောင်စီကိုအပြုတ်တက်ရေးဆိုတဲ့ຫນွေဥတော်လန်ရေးဥတီချက်တွေကိုမစွန့်လို့ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့လာရှုလို့လုံးဆံမလို့ဘူးလို့ကျွန်တော်ယူဆပါတယ်။သို့တော်ညာလဲအခုခါမှာတော့ပြောရလို့ရှင်တစ်ဖက်ကတရုတ်ရဲ့ဖိအားရှိတယ်နောက်တစ်ခုက အကျိုးစီးပွားတစုံတရာလည်းရရှိနိုင်တဲ့အခြေအနေဖြစ်တယ်။နောက်တစ်ချက်က TNL ဘက်ကအခြေအနေတစ်ခုကဘာလဲဆိုတော့တကယ်လို့အဲ့လိုမလုပ်လို့ရှင်စစ်ကောင်စီအနေနဲ့လေကြောင်းထိုးစစ်တွေအမျိုးမျိုးနဲ့သူ့ဒေသမတည်ငြိမ်ငြိမ်အောင်စီးပွားရေးလုပ်ငန်းတွေမလုပ်နိုင်အောင်ပြည်သူတွေဒုက္ခရောက်အောင်ဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုရှောင်လွှဲဖို့အတွက်သူ့အနေနဲ့မလွဲမရှောင်သာစွာနော်အဲ့လိုလှုပ်လာနိုင်ရတဲ့အခြေအနေရှိပါတယ် โอเคအဲ့ဒီအချိန်တွေကလက်တွေ့မှာဆရာအခုဒီညီနောင်၃ပေါ်ပေါ့နော်တစ်တုံညာနှစ်ခွန်စခဲ့တာကအခုဟိုညီနောင်တစ်ဖော်ဖြစ်တဲ့ MND ကတော့နောက်ဆုတ်သွားတဲ့အနေအထားမျိုးရှိပြီအခုလဲ TNL ကဒါအပြစ်ခက်ရဲစဲကြီးကိုတဲ့ပြီးသူကဆွေးနွေးနေတာဟိုတရုတ်ကြားဝင်မှုနဲ့ဆက်ပြီးတော့လဲဆွေးနွေးမယ်ဆိုတော့ဒီတစ်တုံညာနှစ်ခွန်ဒီဆရာနာရှင်ဖြိုချာရေးဆိုတာကဒီညီနောင်နှစ်ဖော်ရဲ့အချိန်တွေကဒီရှမ်းမြောက်မှာတင်ကျွန်တော်တန့်သွားမဲ့အနေအထားမျိုးဖြစ်နေလားအဲ့အဲ့ပုံမှာဆရာဘယ်လိုမြင်လဲ ကျမ်းမြောက်မှာတင်တန့်သွားတယ်ဆိုရဲအနေထားကလည်းကျွန်တော်အနေနဲ့တော့စီရေးသဘောအရာတွေမကဘူးကျွန်တော်တို့နိုင်ငံရေးလူမှုစီးပွားရေးဘယ်အသီးသီးကအဲ့ဒီမှာတန့်သွားလဲကျွန်တော်တို့ຫນွေဥတော်လိုင်းရေးအတွက်တော့တိတ်ပြီးတော့တိခိုက်မှုမကြီးမားနိုင်ပါဘူးပြောခြင်းနဲ့အိဗေကတော့ဒီအင်အားစုတွေအနေနဲ့သူတို့ရဲ့သက်ဆိုင်ရာနေမြေသူတို့ရဲ့အမျိုးသားနေမြေအဖြစ်သဘောထားနိုင်တဲ့နေရာကတော့ နောင်ချိုပေါ့ဗျာနောင်ချိုလောက်ထီတော့သူတို့ကပါဝင်သင့်ပါတယ်မန္တလေးထီဆိုတော့တန်းနိုင်နေဘက်ကနေပါဝင်ကူညီဖို့ပါတကယ်ကတော့ကျွန်တော်တို့အလဲပိုင်းဒေသတွေကတော့ညာမြေကအင်အားစုတွေရဲ့တိုက်ပွဲကိုသူတို့အနေနဲ့တစုံတရာပံ့ပိုးကူညီမှုပံ့ပိုးကူညီမှုဆိုတာအာကျွန်တော်တို့လက်နက်နဲ့ကြီးစံတွေအမြောက်တွေဓာတ်တွေပံ့ပိုးနိုင်တဲ့အနေအထားတွေကိုသူတို့အနေနဲ့ပံ့ပိုးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ လုံလောက်တယ်လို့ထင်ပါတယ်အဲ့တော့ DNL အနေနဲ့စီရေးရတကယ်တမ်းပြောရလို့ရှင်နောင်ချူကနေပြီးတော့ပြည်ဥလွင်ကိုကာကွယ်ထားတဲ့တောင်ခန်းစခန်းကိုဒီလေးလာအတွင်းမှာပြီးပိုင်ကျွန်တော်တို့သိမ့်ပိုက်ခြေမုံပြစ်နိုင်တဲ့အနေအထားရှိတယ်ဆိုရင်ຫນွေဥတော်လှန်ရေးအတွက်လည်းအကျိုးပြုရာရောက်တယ်လို့မြင်ပါတယ်အဲ့ဒါကြောင့်ຫນွေဥတော်လှန်ရေးကိုကြီးစွာမထိခိုက်နိုင်ဘူးလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင် ဟုတ်ကဲ့အဲ့တော့လာမယ့်ဩဂုတ်လမှာဆွေးနွေးပွဲပြန်ဆရင်ဒီတိုင်းပဲပြန်ပြီးဆွေးနွေးပွဲပြတ်သွားနိုင်လားအနေဆုံးအဆင့်နေနဲ့ဘလို့သဘောတူညီမှုရနိုင်မယ်လို့ဆရာအနေနဲ့သုံးသပ်လဲဗျအနေဆုံးဖြစ်နိုင်တဲ့အခြေအနေကတော့လာရှိုးပုံစံမျိုးဖြစ်လာဖို့ကတော့အခြေအနေရှိပါတယ်ဆိုလိုတာကနေမီမပေးဘူးတော့သို့တော်မျိုးပေးမယ်ပေါ့ဗျာနော်နောက်ပြီးတော့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေပေးမယ်အဲ့ဒါမျိုးဖြစ်ရင်တစ်ဖက်ကလည်းစစ်ကောင်စီကသူ့ရဲ့ PNL ရဲ့နေမီတွေကို လေကြောင်းထိုးစစ်တွေကျွန်တော်တို့အမြောက်နဲ့ပြစ်ခတ်မှုတွေပြည်သူလူထုရက်တွေလူမရအောင်စီးပွားရေးလှုပ်ဆောင်မှုတွေလုပ်လို့မရအောင်ဖြစ်နေတဲ့အနေအထားတွေကိုကားစီးနိုင်မှာဖြစ်တဲ့အတွက်နော်သူတို့ TNL အတွက်လည်းအကျိုးရှိတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဟုတ်ကဲ့ဆရာဦးတန်းစိုးနဲ့ကျေးဇူးများတင်ပါတယ်အခု TNL ထုတ်ပြန်ချက်ပေါ်မှာအခုလိုသုံးသပ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ကဲ့ပါ